အမေရိကန်မှာသမ္မတဒေါ်နယ်ထရမ့်ထင်ရှားဆိုင်နေတာတွေကိုလွှတ်ထားပေးလို့မဖြစ်တော့ကြောင်းအမေရိကန်သမ္မတဟောင်းဘာရက်အိုဘားမားကပြောကြားခဲ့ပါတယ်။လာမယ့်သတင်းပတ်မှာကျင်းပမယ့်ပြည်နယ်နှစ်ခုရဲ့ရွေးကောက်ပွဲတွေအတွက် Democratic Party ကိုစားပြုအုပ်ချုပ်ရေးမူလောင်းတွေအတွက်မဲဆွဲပေးချိန်မှာအိုဘားမားက Trump ရဲ့ဥပဒေမဲ့အစဉ်အချိန်မဲ့လောက်ရက်တွေကိုစန့်ကျင်ရမယ့်အခြေရောက်နေပြီလို့ တိုက်တွန်းနှိုးဆော်ခဲ့တာဖြစ်ပါတယ်။အိုဘားမားကအမေရိကန်သမ္မတအဖြစ်၄နှစ်သက်တမ်းနှစ်ကြိမ်ဆက်တာဝန်ယူခဲ့ဘူးသလိုဒီမိုကရက်တစ်ပါတီရဲ့ဩဇာအကြီးမားဆုံးနိုင်ငံရေးသမားတဦးအနေနဲ့ရပ်တည်နေပါတယ်။ဗာဂျီးနီးယားနဲ့နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူးလောင်းတွေအတွက်မဲဆွယ်စီယုံရေးဆင်းခဲ့ချိန်မှာအိုဘားမားကဆော့ရဲ့ထင်ရှားဆိုင်နေမှုကိုဆက်ပြီးခွင့်ပြုပေးထားလို့မရတော့ကြောင်းပြောခဲ့တာဖြစ်ပါတယ်။အခြေအနေကိုလက်တွေ့ရင်ဆိုင်ဖို့လိုကြောင်းအမေရိကန်နိုင်ငံနဲ့အမေရိကန်ရဲ့မူဝါဒတွေဟာ လောလောဆယ်အမှောင်ခက်ထဲရောက်နေကြောင်းအိုဘားမားကပြောပါတယ်။ဗာဂျီးနီးယားရဲ့ Norfolk တက္ကသိုလ်ထဲမှာပြုလုပ်တဲ့အဲ့ဒီမဲဆွဲပွဲကိုတက်ရောက်လာသူတွေကအိုဘားမားရဲ့စကားကိုတောင်းတောင်းဖြတ်ဖြတ်အားပေးထောက်ခံခဲ့ပါတယ်။ Trump ရဲ့လုပ်ရက်တွေကိုတုံ့ပြန်ဖို့ဘယ်ကနေဘလို့ဆရာမန်းတောင်မတိလောက်အောင်ခက်ခဲရှုပ်ထွေးနေကြောင်းလက်ရှိကာလမှာအင်ဖြူရာကိုရိုင်းကလူတွေကိုဥပဒေမဲမှုအစင်အချင်းမဲမှုစိုးညံ့တဲ့စိတ်ထားတွေနှိုးကြားစေမှုယူမိုက်မှုတွေဖြစ်လာအောင်လမ်းဖွင့်ပေးနေလို့ဖြစ်ကြောင်းအိုဘားမားကဆိုပါတယ် နောက်ပြီးမိဘတွေအပါအဝင်ကုံသွဲဘက်နိုင်ငံတွေအပေါ်အခွန်တိုးမြင့်စီးကြပ်မှုတွေကိုလက်နက်တခုလိုအသုံးချနေတဲ့ Trump ရဲ့မူဝါဒတွေကရှက်စရာကောင်းလွန်တယ်လို့သူကဝေဖန်ခဲ့ပြီး American ကမြို့ကြီးတွေတဲ့လုံခြုံရေးအကြောင်းပြပြီးစစ်တပ်တွေခေါ်သွင်းခဲ့တဲ့လုပ်ရက်ကိုလည်းရှုံချခဲ့ပါတယ်။ဒါအပြင်လွှတ်တော်တဲက Republican Party ဝင်တွေဟာသူတို့ပါတီကိုစားပြူသမရကစီးလို့ဝါလို့ဖြစ်နေမှန်းသိရတဲ့မဟန်တားရဲ့မထောက်ပြရဲကြဘူးလို့လည်းအိုဘားမားကပြစ်တင်ပြောဆိုသွားပါတယ်။မကြသေးခင်ကလည်းအိုဘားမားက အမေရိကန်အစိုးရရဲ့ဘတ်ဂျက်ကိစ္စညှိနှိုင်းမှုအစင်မပြေလို့ရှတ်ဒေါင်းချထားရတဲ့ကာလမျိုးမှာထရမ့်ကအင်ဖြူရိုကိုသူ့စိတ်တိုင်းကျပြန်ပြင်ပြီးမုန်းမံတီးဆောက်နေတဲ့အပေါ်တယောခဲ့ပါသေးတယ်။အစိုးရရှတ်ဒေါင်းဖြစ်နေတာနဲ့ပတ်သက်လို့ထရမ့်ကအတော်လေးအရေးကြီးတဲ့ကိစ္စတွေကိုအာရုံစိုက်နေပုံပေါ်ကြောင်းဥပမာအင်ဖြူရိုရဲ့ Rose Garden ဘက်မှာလူတွေရဲ့ဖက်နက်တွေရှော့မစင်ရအောင်ဂရုစိုက်ပေးနေတာမျိုးအင်ဖြူရိုရဲ့ Ballroom ကိုချဲ့ထွင်စေတာမျိုးတွေကိုအရေးတကြီးလှုပ်ဆောင်နေကြောင်းအိုဘားမားကလှောင်ပြောင်သွားပါတယ်ရှင်။